်အာကတ်တတော်ဤညောင်ကျိုးပြူပါစခန်းကိုအပိဒတ်သိမ့်ပိုက်ရရှိကြောင်းတရားဝင်ထုတ်ပြန်ခြင်းညာငလီနဲ့ခံရပြီးလက်ရှိနေ့အထိမြေပြည်မှာဘုံကျင်းနေတဲ့ဖက်စစ်တပ်အကြောင်းဖက်စစ်တပ်စကားရှင်းကြားရှင်းဧပြီလ6ရက်နေ့2025ခုနှစ်လူမျက်ကြော်ညာကင်းပိုင်းတင်ဆက်မှုများမှကြိုဆိုပါရစေ။ဒီကနေ့မှာတော့ အာကတတော် A ရဲ့တရားဝင်ထုတ်ပြန်ကြေညာချက်တွေနဲ့အတူငလီနဲ့ခံရပြီးဒီနေ့ထိရှိရက်အတွင်းညပြီးနေရ29ခုမှာဘုံကျဲခံနေရတယ်ခရီယောဟိုတယ်မိုးရွာလေကြီးအခြေအနေကြောင့်မြေသားပြုတ်ပြီးပြိုကျပြီးတစ်ခုလုံးပြိုသွားတဲ့ရုပ်အလောင်း80ကျော်အထဲမှာတွေ့တယ်ဆိုတဲ့တည်င်းတွေရှိနေတယ်လို့ ရန်ကုန်စစ်ကြောရေးစခန်းတစ်ခုပြင်းပြင်းထန်ထန်ထိုက်ခိုက်ခံရတာတွေရှိပါတယ်။ဒီအကြောင်းအရာတွေကိုတင်ဆက်ပေးမှဖြစ်ပြီးပထမဦးဆုံးကတော်လန်သတင်းတွေကိုကျွန်တော်စပြောပါမယ်။တော်လန်သတင်းတွေနေတဲ့ကတော့အားလုံးကြားပြီးသားလည်းဖြစ်နေတယ်။ညောင်ကျိုးပြူဟာစခန်းကိုတိမ့်ပိုက်လိုက်ပြီးဘရောင်းညောင်ကျိုးပြူဟာဂုံးကိုတိမ့်ပိုက်လိုက်ပြီးမတ်လ၂ရက်နေ့ เนาะ sorry april 2ရက်နေ့တွေကတိမ့်ပိုက်လိုက်ပြီဆိုတာကိုကျင်ညာပါတယ်တရားဝင်ကျင်ညာပါတယ်အဲ့တော့ april 2ရက်နေ့ညောင်ကျူပြူဟာစကန်ကိုတိမ့်ပိုက်လိုက်နိုင်ပြီလို့မကျင်ညာခင်အာကတ်တတော်အင်းနဲ့ပူပေါင်းတပေါင်းစုတွေဟာညောင်ကျူပြူဟာစကန်ကိုမလား16ရက်နေ့မှာစပြီးထိုးစစ်ဆင်ခဲ့တာဖြစ်တယ်16ရက်ကြာထိုးစစ်ဆင်တယ်အာကတ်တတော်အင်းနဲ့ ကစင်ကလျာခွေပြေးပြင်းနေတဲ့ဖက်စစ်စခွေးတတိုက်ကိုဆက်လက်ဖိုးသစ်စင်တိုက်ခိုက်ဖို့အခြေအနေတွေအများကြီးရှိခဲ့တယ်ဗျဒါပေမဲ့မြောက်ပိုင်းညောင်တုံးဘွယ်ဟာတဘာဝဘေးအန္တရာယ်မလား28ရက်နေမှာကြာရောက်တဲ့ငလျင်ဘေးကြောင့်မြောက်ပိုင်းညောင်တုံးဘွယ်ဟာအပြစ်ခတ်ရက်ဆဲတဲ့လူသားချင်းစာနာမှုနဲ့ပြည်တော်စုစိတ်တဲ့အပြစ်ရှိတော့အခြေအနေကိုပြတ်တာကဲလို့ကျင်နာချက်မှာပြောထားပါတယ် ဧဘရနေ့ရက်နေ့မှာတော့ဘတ်စစ်တက်ဟာအပြည့်ရက်တဲ့ဆိုပြီးတော့လူကြားကောက်အောင်ချင်းကြားကြီးကိုစကားထွက်ပြောပါတယ်။ဒါပေမဲ့လေကြောက်ပြူစစ်တွေဒီမှာလက်နက်ကြီးတွေ drop ဘုံတွေလေချောင်းတွေနဲ့အပြင်ကိုစစ်သင်္ဘောတွေကနေပြစ်ကတ်တိုက်ခိုက်မှုတွေကိုဒီနေ့ထိလုပ်နေတယ်ဒီအခြေတီလုပ်နေတယ်လို့သိရပါတယ်။ဒါပြင်မှာဘကိုတိုင်း AR တိုင်းအကတ်တတော်အေးပူပေါင်းတက်စစ်ကြောင်းများကို နေ့တိုင်းစစ်ကြောင်းထိုးပြီးတော့စစ်ဆင်နေတယ်။အဲ့တော့နောက်ထပ်အရကတ်တော်အီထပ်မံပြောကြတဲ့အခြေအနေကနှရနေမှာကြီးညာတယ်အပြည့်ရဆိုပြီးချင်းကြားကြီးယူပြောပေမဲ့ကြောက်ဖြူမှာတပြုတ်တောင်းပြားတယ်ကြီးရွာတယ်ဒီကြီးရွာတွေပတ်ဝန်းကျင်ကိုလက်နက်ကြီးတွေ drone တွေနဲ့ပြက်ကတိုက်ခိုက်တယ်တစ်ပုတ်တောင်းကြီးတဲ့စကန်အမှတ်၃နှစ်ရဲတက်ရင်မြေပြင်စစ်ကြောင်းတွေအချိန်ချင်းတိုက်တယ် မတ်လ၂ရက်နေ့တည့်ရက်ထဲမှာအပြည့်ရပါတယ်ဆိုပြီးခွေးပါဇက်ကနေဖြာစကားထွက်တဲ့ဖက်စစ်တက်အပြည့်ရတယ်ဆိုတဲ့နေ့တနေ့ထဲမှာလေ drop ဘုံအရေအတွက်60ပြက်ကတက်ကိမ်းမှုအချိန်60လောက်ခဲ့မင်းအောင်လိုက်စကားရှင်းကြရည်ဆိုတာညင်းစရာမရှိပါဘူးလူပြောလူယုံခွေးပြောခွေးယုံဆိုတာကိုသိတဲ့အချုပ်တက်တွေကအဓိကအာရခတ်တက်တော်အေးကြီးကပေါ့ ရင်ကူကူရင်တိုက်အစင်သည်ပြည်စင်ခုကံကာဝယ်ဖို့စနစ်တကျမပြင်းစင်နိုင်ဒီအချိန်မှာဖက်စစ်တပ်ဟာငလင်းဘေးဖြစ်လို့လူသေးသေးကဘာကြီးနှစ်ချမ်းခွဲခွဲအာနာအကျိုးစီးပွားအတွက်နဲ့လူတက်ဖို့ဝင်မလေးတဲ့စိတ်ဒစလူတက်သမားဆိုတာအားလုံးလည်းသိမြင်နားလည်ကြပြီးပြီဖြစ်ပါလိမ့်ကျွန်တော်အကျင့်တဝင့်မပြောတော့ဘူးနောက်ထပ်ပုံနာချွန်းဖတ်တွေရွှေမင်းကန်စိတ်ကန်ပေါက်တော့120မမလက်နက်ကြီးတွေနဲ့ 3ရက်နေမှာဆက်ပစ်တယ်5ရက်နေမှာပစ်တယ်5ရက်နေမှာတက်ပြီးတစ်ပုတ်တောင်ကြီးတဲ့စကန်ဒိုးတန်းတောင်အမှတ်သုံးတဲ့ရက်တက်ရင်စစ်တင်ဘောဂျက်တိုက်လေးတွေအသုံးပြုမြေပြင်စစ်ကြောင်းချိုးတယ်ကြက်တိန်တပြုတ်တောင်ပြားတဲ့ပြင်ရှေလက်ခမော်ကလာတာကပ်ပြင်ကြီးပါလေကိုလက်နက်ကြီး drone တွေတိုက်လေနေစစ်တင်းမောတွေနဲ့ပြက်ကတ်တိုက်ခိုက်တယ်ဧပြီလ9ရက်နေ့တည့်ရက်ထဲမှာ drone တွေနဲ့ မနေ့9နိုင်29မှာနှစ်ချိန်ဘုံထက်ချင်းဧပြီလ9ရက်နေ့ညနေ3နိုင်45မိနစ်မှာရခိုင်ရိုးမာထက်မှာရှိရအာဂတ်တော်အေးပူပေါင်းတပ်ပေါင်းစုတွေရှိရနေရကိုဝိုင်တွင်းနဲ့ဘုံချေချနောက်တစ်ခုကဒီကနေ့ဘူးဘူးတလင်စတက်ရေဒီတွေနဲ့ပြက်ခတ်တိုက်ခိုက်လို့တယ်ဒီကနေ့တော့ဒီကနေ့ကြေးရွာနှစ်ရွာပ ဆိုပြည်သူလူထုတအူးတေဆုံးတယ်လို့ကျွန်တော်တို့အကြမ်းမင်းတော်သိထားရပြီညနေ၆နာရီမှာဖြစ်သွားတာဖြစ်ပါတယ်ကုတ်ကုတ်စုဂျေးရွာနဲ့အုတ်ချင်းရွာဒီနေရာပေါ်ကိုဘာတိုက်ပွဲမှမဖြစ်ပဲအပြစ်ရပါတယ်ဆိုတော့ဖျားစကားပြောတဲ့ချင်းကြီးကိုဖတ်စစ်တက်ဟာစက်တက်လေဒီနဲ့ဘုံနှလုံးကျဲချခဲ့ပါတယ်စက်တက်လေဒီနဲ့ကြောင့်ပြည်သူလူထုအပြစ်မဲ့အုတ်ချင်းရွာကဥုံဆုံမင်းပွချင်းပြီးပါတယ် ဒီလူနှစ်ဦးဒဏ်ရာရရှိတယ်လို့ကျွန်တော်တို့အကြံဉာဏ်သိထားရပြီးအသေးစိတ်ချင်းတွေကိုတော့အတည်ပြုဖို့ကြိုးစားဆဲပါအဲ့တော့နေ့ရက်နေ့ကနေ20ရက်တည်းအပြစ်မဲ့အပြစ်ရဲ့ကြီးညာမယ်လို့ပြောပေမဲ့နောက်ချိုတောင်ခန်းကိုအစိမ့်ဝေပုံတုံးနဲ့ကြဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်ဧပြီလ9ရက်နေ့မှာပဲမိုးလွဲ2နာရီမှာ တောက်ခန်းကို900နှစ်စခန်းအနီးမှာစစ်တပ်ကအစိတ်မိဘုံနေတယ်လာရကျဲချတိုက်ခိုက်ခဲ့တယ်။ရပောင်း20တာအပြည့်ရမယ်ပြောလိုက်။ပြည်သူလူထုကိုကူညီပါမယ်ပြောလိုက်နေတဲ့ဖျားစကားချင်းချားရည်ယူမင်းအောင်လိုက်စကားချင်းချားရည်ယူဖက်စစ်တပ်စကားချင်းချားရည်ယူဒီကောင်တွေကတော့ကဘာကြီးကိုလူမြင်ကောင်းလူကြားကောင်းအောင်လုပ်ပြနေပေမဲ့လက်တွေ့မှာတော့ဖက်စစ်စစ်ဘလူးနဲ့ ဖက်စစ်စင်ဘလူးတတိုင်နဲ့ဖက်စစ်စင်ဘလူးတတိုင်ကိုဥဆောင်တာတဲ့စိတ်တစလူတက်သမားတယောက်ပဲဖြစ်ပါတယ်ရန်ကုန်တရင်းလေးကြည့်အောင်မနေ့ကရန်ကုန်တိုက်ကြီးကပ္ပစာ71ကိုရှော့လိုက်တော့ပြင်အားအော်ဖြစ်အားပြင်ရှော့လိုက်တော့သုံးလုံးနဲ့ပြက်ကတိုက်ခိုက်မှုဆောင်ရွက်ပြီးမှဒီကနေ့ရန်ကုန်မှာ အောင်တပြေစစ်ကြောကြီးစကံမနေ့ကမနေ့ကပေါ့ကဒီနေ့လို့ပြောမှားသွားမနေ့ကညနေဟိုည7:00နာရီအောင်တပြေစစ်ကြောကြီးစကံ yes can win တွင်တို့၄၀မမစံတီးတွေနဲ့ပြစ်တက်တိုက်ခတ်ခဲ့ပါတယ်ရန်ကုန်အာမေကပြစ်ခတ်တိုက်ခတ်ခဲ့ပြီးဖက်စစ်တပ်ကိုမြစ်ပြတ်ချိန်မုံသွားပြီးချိန်မုံသွားပြီးဖြစ်ကြောင်းကြေညာတာပါတယ် မြို့ပြပျောက်ကြားတဲ့ကတော်လန်ရီကိုစင်စက်မပြတ်အလုံနေပြီးစစ်တပ်အကြောင်းကောင်းကောင်းသိတဲ့အတွေးခေါ်တော်လန်ရီအတွေးခေါ်နဲ့တော်လန်နေတဲ့သူတွေကတော့စစ်တပ်ရဲ့ရုပ်မာမှုနဲ့စစ်တပ်ရဲ့ချင်းကြားရည်ကိုစကားများကိုလုံးဝမယုံပဲလူပြောလူယုံခွေးပြောခွေးယုံပဲလို့တတ်မှတ်ပြီးတိုင်ရင်ကိုကူရင်တိုက်ခုခံကာကွယ်စစ်ကိုပြင်ပြည်သူလူထုကိုအစင်သိပြင်ခိုင်းတာတွေ့ရတဲ့အတွက်ကျွန်တော်တို့အင်မတန် ဂုံယူမိပါတယ်လေးစားမိပါတယ်ဖတ်စစ်တပ်အကြောင်းကိုမတိဘဲနဲ့တော်လန်ရေးမှာရောင်ဝါဝါလုပ်လို့မရတာဟာအချိန်ကြာလာတာနဲ့အမျှအရေလေတော့အဖက်တွေတွေ့လာကြပါပြီဘုံတိကိုမတိနဲ့နိုင်ငံရေးရောင်တော်လန်ရေးရောင်စစ်ရေးရောင်ရောင်ဘာရောင်ရောင်ညာရောင်ရောင်နဲ့လင်းနေတာဖြတ်တန်းလာပြီးတခါလာပြည်သူလူထုဟာဘသူဖားလဲဘသူငားလဲတိတ်တိတ်ချာချာကိုကိုွယ်ပြပြတိရှိလာလိတ်လာနေပြီလို့ကျွန်တော်ယုံကြည်ပါတယ် ါတမို့ပြည်သူလူထုတည့်ရလုံးထံမေတ္တာရက်ခံပန်ကြားလိုတာကဖစစ်တည့်အကြောင်းရုပ်မှမှုအကြောင်းကတော့ပြောမဆုံးပုံတော့တုံးတော့ဖြစ်ပြီးဖြစ်တဲ့အတွက်ကိုတော်လိုင်းအင်အားစုများနိုင်ငံအင်အားစုများထံလဲခဏခဏပြောရလုံးလို့လူမျက်ကြော်ကလက်ဝိပွဲတက်ထိုးရလို့မယ့်အခြေအနေမျိုးရှိပါတယ်ဆိုတော့တကယ်လုပ်တဲ့လူတွေတကယ်ရုန်းကန်တဲ့လူတွေတကယ်ကိုပြည်ပြည်မှာအသက်ဆုံးတိုက်ပွဲဝင်တဲ့သူတိုင်းတအူးချင်းတယောက်ချင်းကို နှလုံးသားထဲကလေးမြတ်ယုံကြည်အားကိုးဂုဏ်ယူမိကြောင်းကိုလည်းတဆက်ဆက်တည်းပြောရင်မြမနိုင်ငံကြီးမြမတော်လှန်ရေးဆိုတာအင်မတန်သိပ်ဝှေ့ရှုပ်ထွေးပါလေဆိုတဲ့အကြောင်းနိုင်ငံကြီးကောင်းစဉ်အောက်ကနိုင်ငံကြီးကံကြီးထိုက်မဲ့သူတွေအများပြားရှိနေတာကိုလည်းတွေ့လာရပြီဆိုတဲ့အကြောင်းနိုင်ငံကြီးဆိုတာရောချလို့မရဘူး for sure လို့မရဘူးဆိုတာကို 你能力大，能力强，安得干了这个？今年还要拿米，不晓得，明年开开通千里马，到明年开开通千里马，到明年那个一段松柏节长满，长满千里马，把路啊铺路，松柏米，把路啊铺路开出来的，把路啊铺路松柏米，铺路啊铺路，省省油的苏拉路，比走路都近了，快快撇撇，天天在家比路，只能生气玩。 ဒါကြောင့်မို့တော်လန်ပြည်သူအပေါင်းတို့ခင်ဗျာဉာဏ်ပညာစင်ကြုံတရားနဲ့တော်လန်ရေးကိုဆောက်ရှောက်ပေးပါငွေကြေးကအစ Facebook စာမျက်နှာကအစုံပြည်သူလူထုကိုလက်တလုံးချနဲ့လိမ့်လေလှည့်ပြပြီးတော်လန်ရေးခေါင်းစဉ်အောက်မှာ for sure for sure လုပ်နေတဲ့သူတွေကို like the chat တော့မပေးပဲပြည်သူလူထုရဲ့စုံမပဲ့ပြီးမှုပြပါ တော်လိုင်းကြီးမှရီးပဲလားဆိုတော့မဟုတ်ပါဘူးအခြားသောတော်လိုင်းကြီးကိုမျက်ွယ်ပြုတ်ပြီးပြည်သူလူလူကိုနှိမ့်စင်နှိမ့်ဆက်တက်ဖြတ်တဲ့တက်ဖြတ်မှုမှာပါဝင်ကူညီနေတဲ့အမှုပညာရှင်အတတ်ပညာရှင်မိကဲ့သို့သောသူမျိုးကိုမဆိုမိမိတက်ဆွမ်းတဲ့ဘက်ကနေပြီးတော့ဆုံးမပဲ့ပြီမှုကိုပြပါပြည်သူလူရဲ့ထိန်ချောင်းမှုနဲ့သာကျွန်တော်တို့တွားကြရမှာဖြစ်ပါတယ်ဒီကနေ့ 历史千年不寂寞，岁月。台湾的芝麻龙哥，我们给他比芝麻。他说他龙啊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 ，什么看鬼母，无穷内战，没事就来一脚，踢下就跑，免掉吧。他说牛皮牛牛皮牛皮，多来米都搞，没多来米都搞，这些拿来的便宜米都丢沙包。多多。 comfort zone ဆိုတဲ့အနေအဆအချောင်ရပြီးရောဆိုတဲ့ကျွန်တော်တို့တိုင်းပြည်လူမျိုးရဲ့အချို့တော့တို့တော်တော်များများကိုနှခမ်းဝေးမီးမလောင်မချင်းကိုနဲ့မဆိုင်တယ်လို့နေခဲ့ကြရာကဒီကနေ့ရန်ကုန်အေယာဝတီလောက်ကလွင်ရင်ကျန်တဲ့မြန်မာပြည်အလဲပိုင်းတစ်ခုလုံးနီးပါငလင်ဘေးကပ်ဘေးခံရတဲ့အချိန်မှာမှ ဘယ်ကောင်ကဘလူးလဲဘယ်ကောင်ကလှူလဲဘလူးစီလူစီဖားနေငါတဲတဲကွက်ကွက်ရှုမြေတုံးတက်နိုင်လိမ့်မယ်လို့လည်းယူဆပါတယ်တဖက်မှာလည်းဖက်စစ်တပ်ဟာနိုင်ငံတကာကရရှိထားတဲ့အလှူငွေပေါင်းအမေရိကန်ဒေါ်လာသန်းပေါင်းယာနဲ့ချီကိုလက်ခံထားပြီးလက်ရှိအချိန်ထိပြည်သူလူထုဟာမန္တလေးမှာစကိုင်းမှာဆိုရှယ်ဆာမီနာထမမြင်ရတဲ့မြင်ကွင်းတွေအရအရာ သမင်းတို့တထုတ်ကိုတန်းစီပြီးစားနေရတဲ့အခြေအနေပဲရှိပါသေးတယ်။နိုင်ငံတော်အဆင့်ကုညီကေသရေးစခန်းနိုင်ငံတော်အဆင့်စာနယ်ရေးခါထောက်ပံ့မှုစခန်းနိုင်ငံတော်အဆင့်စိတ်တန်ရာများလူထိကဲ့တန်ရာများ ကုသပေးနိုင်မှုအခြေအနေနိုင်ငံတော်အဆင့်ပြန်လည်ထူထောင်ရေးနိုင်ငံတော်အဆင့်ဆိုတဲ့အရာတစ်ခုမှမလုပ်ပဲငလီနယ်ရှစ်ရက်မြောက်နေ့ဒီနေ့အထိနေရာပေါင်း30ထက်မနည်း ်လေနဲ့ဘုံကျဲတက်ဖြက်စစ်တိုက်နေကြပါလေခင်ဗျားတို့ဘုံနိုင်ငံတကာကလူထားတဲ့ပတ်စံတွေပြည်သူလူထုကိုလူထားတဲ့ပတ်စံအားလုံးဟာသုံးဘုံပုံရင်လေးဘုံပုံရင်ငါးဘုံပုံရင်စေဘုံပုံရင်တဘုံတော့ပြည်သူတို့ရဲ့ကုညီမှုမှာထဲ့ဝင်လိမ့်မယ်လို့ကျွန်တော်မယုံကြည်ပါဘူးဒါကြောင့်မို့ပြည်သူအသက်တွေနဲ့အလောင်းမုံတွေထက်က မျက်ရည်မျက်ခွန်းနဲ့ဘဝတွေပြတ်နေတဲ့အချိန်ကိုမှချက်ပြီးဖက်စစ်တက်မင်းအောင်နိုင်ကရောဖက်စစ်တက်ကတော့ဖက်စစ်ဆိုတော့အထူးပြောစရာမရှိပေမဲ့တော်လည်ရင်သမားပါနိုင်ငံရေးသမားပါလို့ခံယူရတဲ့လူတွေကချက်ပြီးပြည်သူအလောင်းပုံချက်မှာရောင်တော်ပြန်လှုပ်ပြီး အောင်ပွဲကိုအာယုံမဆိုင်တော်လန်ကြီးကိုအာယုံမဆိုင်တော်လန်ကြီးခေါင်းစဉ်အောက်မှာတော့နေပြီးတော်လန်ကြီးကိုအာယုံမဆိုင်ပဲလုံရှင်အောင်ဆောင်းတာတွေကိုကျေးဇူးပြုပြီးရက်တန်ကငလင်းဘေးတန်ကာလငိန်သက်သွားခဲ့ရှင်ကျွန်တော်တို့ပြည်သူ့ຫນွေဦးတော်လန်ကြီးကိုအာယုံအပြေးဆိုင်ကအောင်ပွဲစီတို့အတူတူကခြိတွတ် လိုပါကြောင်းခြစ်တက်ခြင်းပါကြောင်းခြစ်တက်ဖို့တိုက်တွန်းပါကြောင်းပြည်သူလူထုကပြင်းပြင်းထန်ထန်စောက်ရှောက်ထိတ်ကို့၍တလိုင်းသမားနိုင်ငံသမားတွေကိုဥဆောင်မှုပေးပါပြည်သူကဥဆောင်မှုပေးပါဆိုတော့ပြည်သူလူထုကမြို့ပြမှာနေတာကတမျိုးစာဝိနေရှာဖွေရတာတမျိုးငါတို့ဘယ်လိုလုပ်ရမလဲကွာတနတ်တွေလည်းမရှိဘူးဟုတ်ပါတယ် အမှန်ကတော့နိုင်ငံရေးသမားတော်လှန်ရေးသမားဆိုတဲ့ခေါင်းဆောင်ပါဆိုတဲ့ပုဂ္ဂိုလ်တွေကဥဆောင်မှုပေးရမှာဖြစ်ပါတယ်။သို့တော့ဒီလူတွေရဲ့လောက်ကန်ဆောင်ရွက်နိုင်စွမ်းဟာ၄နှစ်ကျော်၅နှစ်ကာလအတွင်းကိုရောက်ရှိနေပြီမဲ့ရလက်ဆိုတဲ့တစုံတရာခိုင်ခိုင်မာမာမပြတ်သသိနိုင်တဲ့အတွက်ပြည်သူလူထုဟာယုံကြည်မှုတွေရုပ်သိမ်းပြီးအခြားဥဆောင်နိုင်မဲ့တော်လှန်ရေးနိုင်ငံရေးစီးအတွေးခေါ်မူဝါဒ ideology အဆရှိတဲ့ အနာဂတ်နိုင်ငံတော်တက်မှာဦးဆောင်နိုင်မဲ့သူတွေကိုမျက်စိဒေါက်တာအချိန်မလက်ရှာပွေကတော်လိုင်းကိုသွေးတက်လောင်ကြပါလို့လေအထုတိုက်တော့ပါတယ်ဒီတစ်ဖြတ်ပြီးတဲ့အခါကျတော့ဒုတိယပိုင်းနေနဲ့ငလင်အကြောင်းပြောကြရအောင်ငလင်တန်ဟာဒီကနေ့ဒီမြင်းချံမှာနည်းနည်းထတ်လုပ်သွားတယ်လို့ကျွန်တော်သိရပါတယ်မနေ့ကလည်းငလင်လှုပ်မှုတွေရှိပါတယ်ဒီကြားတဲ့သကာလာ မိုးသည်ထန်စွာရွာသွန်းမှုလျောမိုးအရွာသွန်းမှုတွေကြောင့်မြေပြုံမှုတိုက်ပြုံမှုတွေအများပြားဖြစ်နေတယ်လို့ကျွန်တော်ကြားရပါတယ်။မနေ့ကတော့မန္တလေးမှာမိုးတွေတည်ထန်စွာရွာတော့ကျုံးပေးပါလိမ့်ဗျာ။အိမ်ပြိုကျလို့ခုံနားစရာမရှိလို့ခိတ္တနေတဲ့သူတွေမိုးထန်ကြောင်ထပ်ပြီးတော့မိုးရေတဲ့တညာလုံးမအိရငိုးတို့ထိုင်ပြီးသမင်းတလုံးစားဖို့ကူကယ်ရမဲ့နေတဲ့အခြေအနေကိုကြည်ရင် ဒီတိုင်းပြည်ဒီအုပ်ချုပ်သူဒီစနစ်တွေကိုအမြင့်ကမလန့်အမြင့်ကလှန်လို့မရမချင်းဒီဒုက္ခတွေကိုဒီပြည်သူတွေထပ်ခံစားကြရအောင်မှာပဲလို့ကျွန်တော်တွေးမိပါတယ်ဒါကြောင့်မို့ငလင်ပေးကပ်ပေးဆိုတာကြိုတင်တွက်ဆလို့မရသလိုနောက်ထပ်ဘလူဘီးမျိုးတွေလာမလဲဆိုတာလည်းမှန်းဆလို့မရပါဘူးရန်ကုန်ဆိုရင်အန်ဒီရရှိတဲ့အခြေအနေမှာ ပါဝင်နေပါတယ်။နောက်ထပ်လှုပ်လာမဲ့ငလင်တွေရေကြီးတွေရေကြီးတာတွေဆူလာမီတွေဟာရန်ကုန်အေရဝတီကိုဥတီနေတယ်လို့အကြမ်းင်းသတင်းရသတင်းများရသိရပြီးရန်ကုန်မြို့ဟာလည်းကြီးလန့်ဆာဆာအခြေအနေဖြစ်နေပါတယ်။ဒါကြောင့်မို့ဒီကနေ့ဆိုရင်မန္တလေးမှာ Great Wall Hotel ဆိုတဲ့အစိုးရကပိတ်ဆို့ထားပြီးကယ်ဆယ်ရေးလုပ်ခွင့်မပေးတဲ့ Great Wall Hotel ဟာထပ်ပြုံကြပါတယ် ငလင်တန်ခံပြီးတလအတွင်းမှာမြောက်အကွဲချောင်းတွေကတဆင့်ရှုံလို့နဲ့ရေဝင်ရောက်လာမှုကြောင့်မြေသားပြော့ကျပြီးတန်နေရာရှိတဲ့အဆောက်အဦမှန်သမျှပြိုကျနိုင်တယ်လို့ကျွန်တော်ယမန်နေ့ကလည်းပြောထားပြီးသားပါလမ်းတွေတရားတွေဟာလည်းပြန်လဲပြင်ဆင်လို့ရနိုင်တဲ့အခြေအနေမရှိသေးဘူးထမှန်ပြိုကျပျက်စီးမှုတွေထမှန်လုတ်ခတ်မှုတွေရှိနိုင်တယ်ဒါအပြင်မှာဆက်သွယ်ရေးဖုန်းလိုင်းအင်တာနက်မီး အစရှိတဲ့ပြည်သူနေစဉ်လူမှုပွားရဲ့ဖြတ်တမ်းမှုမှာလိုအပ်ချက်တွေဟာလေအ ਨੇ ဆုံးတလလောက်အချိန်ထိခက်ခဲကြတဲ့နေအုံးမယ်လို့ယူဆတယ်။နောက်တစ်ခုကနောက်ဆုံးတစ်ခုကတော့ပြည်သူလူထုရဲ့ပြန်လည်ထူထောင်ရေးကိစ္စတွေကိုစစ်တပ်ဟာလုံးဝလောက်ကန်ဆောင်ရွက်ပေးမှာမဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်တွေ့ရတယ်။ပြည်သူကအခုအချိန်ထိကိုတူကိုထလုပ်နေတာကိုလည်းကျွန်တော်မြင်ရတယ်။ဒါကြောင့်မို့ဒီကနေ့ Great Wall Hotel ပြောင်းချမှုနဲ့ပတ်သက်ပြီးတော့ နောက်ထပ်တဏှယအထက်အဆောက်အဦမှန်သမျှထပ်မံပြိုကျနိုင်သေးတယ်လို့လည်းသတိပေးပါစေ။ Grey Wall Hotel ဟာတကယ်ကူညီခွင့်လုံးဝမပေးဘဲပိတ်ထားပြီးအထက်ကလူတွေတေတေကြေကြေအထက်မှာဘာတွေရှိမှန်းမသိနဲ့အချိန်ကြီးတော်တော်ဆိုးခဲ့ပါလေ။ကူညီကယ်ဆယ်ရေးအဖွဲ့တွေတပွဲပွဲနဲ့ဝင်လိုက်ထွက်လိုက်လုပ်နေပြီးတော့ Grey Wall Hotel မျိုးတော်တိကျတဲ့ကူညီကယ်ဆယ်ရေးခိုင်မာတဲ့နိုင်ငံတော်အဆင့် ကူညီကြတဲ့ကြီးမလုပ်ပေးနိုင်ရင်ကျန်တဲ့အများပြည်သူအတွက်ကတော့ဝေးလာဝေးပါပဲဗျာနောက်တစ်ခုက Sky Villa ကိစ္စ Sky Villa နဲ့ပတ်သက်ပြီးတဆက်ဆက်တည်းပြောပြချင်သေးတာက Sky Villa ကိုစောက်တဲ့စောက်လို့ရေကုန်နေရရန်ကုန်ဒလတရားကိုစောက်နေတယ်လို့အကြမ်းမြင်သိတာပြောရမှလားမသိချင်ဘူးရန်ကုန်သူရန်ကုန်သားတွေ ဲ့တော့ sky meter ပြိုကျမှုနဲ့ပတ်သက်ပြီးတော့လေအင်မတန်ကိုအော်ထိတ်လန့်ဝယ်ရဆောက်လို့ရလောကရဲ့ခိုးဝှက်မှုလိန်လေပြီးပြည်သူလူထုကိုရောင်းချထားမှုတွေကိုမျက်ဝါးထင်ထင်တွေ့လိုက်ရပါတယ်။နောက်တစ်ချက်ကနေပြည်တော်နေပြည်တော်ဝင်းနယ်လိုင်းငန်းတွေကဆော့အုံတွေကမြက်များစွာစင်ကြုံးကအဆပြိုကျတဲ့ဖြစ်စဉ်ဟာတိတ်တော့ထိုးပြီးတော့အော်နေစရာမရှိပါဘူး။ နေပြီးတော့ကိုစောက်ခဲ့တဲ့သူမှန်သမျှအကုန်တခိုးကြီးပဲဖြစ်ပါတယ်နေပြီးတော့စောက်ခဲ့တာစစ်တပ်ရဲ့ကြီးဤတက်ပါတယ်အဲတော့စောက်လို့ဝင်ကြီးအဲဘယ်လိုလဲနာမည်မိနေလို့ဗျာထားတော့အာကစားဝင်ကြီးအဲနာမည်မိတို့သူတို့ပြီးပါတယ်ပေါ့ဗျာထားပါတော့နော်ရှင်းပြောအကုန်တခိုးကြီးပါပဲစစ်တပ်နဲ့ပတ်သက်တဲ့ခရိုနီအတိုင်းဝိုင်းတာနေပြီးတော့တခုလုံးကို contract ယူစောက်လို့ခဲ့တာဖြစ်ပါတယ် ဥတင်ဆန်း sorry ခုနအာကသာဝန်ကြီးဥတင်ဆန်းတင်ဆန်းရဲ့သာသမီများဖြုတ်ကုတ်ကိုတင်ဆန်းလို့ပါလို့ကနေပြီးတော့လွတ်တော်လို့ပါလို့စောက်ခဲ့တာဖြစ်ပြီးနေပြီးတော့ဒီလမ်းတွေမှန်သမျှကိုတော့အရင်တုန်းကဥတိတ်စင်လက်တက်ကစောက်လို့ဝင်ကြီးပြနာမည်မိနေလို့သူသမီးကအုံမာပါတယ်ယူထားလာကအစ္စလမ်ဘာသာဝင်တယောက်နဲ့ယူထားတာနေတာကတော့ကျွန်တော်စီရိုရာအနောက်ကအင်ယာဝင်းတဲ့မှာအရင်တုန်းကတော့လမ်းမတော် ဘီလီရဲ့စင်တာကြီးငှားပြီးတော့သူကဘီလီရဲ့ယူယူနေတဲ့သူတယောက်အစ္စတန်ဘာသာဝင် ရုပ်ဖြောင်းဖြောင်းပါပဲသူနဲ့ယူလာပြီးသူက contract ရခဲ့တယ်ပေါ့ဗျာဒီနေပြီးတော့လမ်းတခိုးပါပဲအဲ့တော့နေပြီးတော့ငလီလုံးလို့ပြိုကျတာတိတ်ထူးဆန်းမဟုတ်တလို့စိတ်ယုံကြုံပြိုကျတာဟာလည်းတိတ်မထူးဆန်းပါဘူးជីတက်ကောင်ကြီးစောက်တယ်စိတ်ယုံကြုံဝိုင်းခိုးတာလို့လေချင်းချင်းတိုက်တော့မခံနိုင်ကြောင်းတတ်တည်ပြခဲ့ပြီဖြစ်ပါတယ် ဒါကြောင့်မို့နောက်တစ်ချိန်သာခက်ပြင်းပြင်းနေပြည်တော်ကိုဗိုလ်ပြုတ်တဲ့ငလင်မျိုးလှုပ်လာခဲ့ရင်နေပြည်တော်ဟာလုံးဝပျောက်ကွယ်သွားနိုင်စရာအခြေအနေရှိပါတယ်။ဒီလိုသဘာဝဘေးကြီးကပျောက်ကွယ်အောင်တန်ခတ်ရင်ခတ်မခတ်ရင်ငါတို့ပြည်သူရဲ့တက်တိနဲ့စိတ်တက်နဲ့သစ္စာတရားကနေပြည်တော်ကြီးလုံးဝပျောက်ကွယ်သွားအောင်တန်ခတ်ကြရပါတယ်။ဘလို့ပျောက်ကွယ်သွားမှလဲဆိုတော့ဒီအိမ်ကြီးဒီလူတွေကို ဖန်စီတက်ပြတ်ဖြိုချတာကိုပြောတာမဟုတ်ဘူးနေပြည်တော်ဆိုပြီးဝိသေသပြူလာတဲ့စစ်တပ်ရဲ့အတွေးခေါ်စစ်တပ်ဟာပရိသတ်စ်ရှင်ဘီရင်ကဲ့သို့ပြုမှုတဲ့အတွေးခေါ်မျိုးရှိပါတယ်သူတို့ကိုသူတို့ဘယင်တပားလို့ရှင်းပရိသတ်စ်ဘယင်တွေလို့သူတို့ကိုသူခံယူလေးရှိပါတယ်တသက်ပြချက်နှစ်ခုပြောရမယ်တစ်ခုကပြုံးတွေတက်ကတူစစ်တက်ကတူ DSC ရှိမှာ အလောင်းမီတရားတို့အတော်ယထာတို့ဆိုတဲ့စစ်ပရိသတ်တွေရုပ်ထုကြီးကိုမျက်မျက်နှာနှာကိုးကွယ်တတ်ကြပါတယ်။နောက်တစ်ခုကနေပြည်တော်ဆိုတာမျိုးတိဆောက်ပြီးမြို့တွေရွာတွေနာမည်ပေးလိုက်ရင်လည်းမင်းခမ်းမင်းနာပေါ့အရင်ကာလကအချိန်မျိုးကိုသူတို့ကဖန်ပြီးပါတယ်။ပရိသတ်ညင်ရှိပါတယ်။အရင်ရှင်ဒနာရှင်ဝါဒကန့်ဆွဲပါတယ်။စစ်တပ်ကစီးပွားရေးစစ်တပ်ကိုပိုင်စီးပွားရေးလုပ်ငန်းကြီးဖြစ်တယ်။စီးပွားရေးဥပိုင်လူမီတက်ဟာ ဥပိုင်လီမီတက်အပအဝင်ပေါ့ဗျာခရိုဒီအတိုင်းဝန်းတစ်ခုလုံးရဲ့စီးပွားရေးဟာမြန်မာပြည်ရဲ့80ရာခိုင်နှုန်းရှိပါတယ်အဲ့တော့ဆက်အာနာရှင်တို့မြည်သည်တိုင်းပြည်ဘာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပြည်သူတေးတေးကြည်ကြည်ငါတို့ကိုဖြူရင်တော့တိုင်းပြည်ဘာပြုတ်အောင်လုပ်မယ်ဆိုတဲ့အတွင်းနဲ့ဆက်အာနာရှင်တိုင်းသူလူကလွှဲရင်တိုင်းပြည်အစည်းအဝေးကို တိုင်းပြည်ရဲ့ဆုံးဖြတ်ခွင့်တွေကိုလုံးဝမပေးအပ်ပါဘူး။သူတို့ပဲစီမံဆုံးဖြတ်စီးပွားရေးလုပ်ပြီးစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးအုပ်ချုပ်ရေးတရားစီရင်အကုန်လုံးကိုကင်လာပြီးသူတို့ကိုဖြိုရင်တိုင်းပြည်ပါဖြိုရမယ်ဆိုတဲ့စိတ်နဲ့တိဆောက်ထားကြတာတိဆောက်ခဲ့ကြတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလက်ရှိငလင်းဘေးတင့်နဲ့ပြည်သူလူထုအပေါင်းတို့ကိုတူကိုထပဲကိုယုံရမှာ ဖြစ်တဲ့အတွက်ဉာဏ်ပညာရှိရှိနဲ့ ရှင်သန်ပေးချပါကျွန်တော်တို့ဘက်ကလည်းဒီဘက်ကနီလန်ပေါင်းစုံနဲ့အလုပ်နိုင်တဲ့များအလုပ်နေပါတယ်ဘာတွေလုပ်နေတယ်လို့ပြောလို့မရလို့ပါလူမြတ်ကျော်ကလူမြတ်ကျော်နာမည်နဲ့လာလှူရင်အဲ့အလှူတွေအကုန်အဖားခံရလိမ့်မယ်ဗျာဒါကြောင့်မို့ကျွန်တော်ထုတ်ပြောလို့မရတဲ့အတွက်မပြောတာပါလုံနိုင်တဲ့လောက်လုံနေပါတယ်လုံလို့ရတဲ့လောက်လုံပြီးနေပါတယ်နောက်တစ်ခုကကျွန်တော်တို့ ငလင်ပေးတာခံစားနေရတဲ့အပြင်ကိုထပ်မံပြီးစစ်တပ်ရဲ့ရက်ဆက်ရုံမာမှုကြောင့်ပုံချဲခံရတဲ့အခြေအနေကိုခံရတဲ့ပြည်သူလူထုအပေါင်းအောင်ပွဲကိုမလဲမသိရရှိခြင်းနေပြီဆိုတာလည်းယုံကြည်ပါတယ်။ဒါကြောင့်မို့ဒီကနေ့မှာနိုင်ငံတော်ကပေးကြီးငလင်ကပေးကြီးဖြစ်ပြီးလူပေါင်း3000 4000နီးပါးတိတ်ဆုံးနေတဲ့အခြေအနေစကိုင်းတမျိုးလုံးအပုတ်နဲ့ထွက်နေတဲ့အခြေအနေပါ လေနဲ့ဘုံကျဲပြီးစစ်တိုက်ဖို့သာစိတ်แท้ရှိတဲ့កောင်မျိုးကိုအမြင့်ပြတ်တိုက်နိုင်မှုအတွက်ကတော်လန်ရေးကိုရှုံမားတန်လျာမဖြစ်ပဲစစ်အနိုင်တိုက်ရေးအတွေးခေါ်တိဆောက်ပြီးတိုင်းနာဤရောက်များ PDF တက်များအန်ယူဂျီအမ်ဘူဒီအခြားတိကြတက်တော်များပြည်သူလူထုတို့ပူပေါင်းပြီးညီညွတ်သောအောင်ပွဲကိုရဖို့ ညီညွတ်ရင်အောင်ပွဲရမယ်ဆိုတော့တိတိရင်းနဲ့ဘာလို့မညီညွတ်နိုင်ကြတာလဲဗျာလို့ပြောရင်ညီညာလို့ပြပါအားလုံးကိုကျေးဇူးတက်